ီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်စာအုပ်ကစာရေးဆရာ Warren Barker ရဲ့ A More Beautiful Question ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာဘဝမှာရောအလုံးမှာပါမှန်ကန်တဲ့အဖြစ် right answer တွေကိုအများတိုင်းရှာဖွေနေကြပါရင်ဒါပေမဲ့စာရေးသူကတော့မှန်ကန်တဲ့အဖြစ်လေးမဟုတ်ဘဲပုံပြီးလှပတဲ့မိကုံတွေကသာကျွန်တော်တို့ဘဝကိုအကြီးအကျယ်ပြောင်းလဲပေးနိုင်မယ်လမ်းသစ်တီထွင်နိုင်မယ်အတွေ့အသည် breakthrough idea တွေကိုဖန်တီးပေးနိုင်တယ်လို့ဆိုပါရင် ကျွန်တော်တို့ဘေးခေါ်ပုံနဲ့လုပ်ငန်းတွေကိုအဆင့်မြင့်တင်ပေးနိုင်မယ်။မေးမြန်းခြင်းအမှုပညာကိုဘယ်လိုကျွမ်းကျင်အောင်လုပ်မလဲဆိုတဲ့အကြောင်းကိုညွှန်ပြပေးသားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကငယ်စဉ်ကတည်းကမိကုန်းနဲ့အများကြီးမိတက်ကြပါမယ်။ခြေပြင်းလာတဲ့အခါမှာတော့မိကုန်းမေးဖို့မိရော့လာတက်ကြပါတယ်။ကလင်းငယ်ရသူတို့ရဲ့တိလိုစိတ် curiosity ကြောင့်အစမပြတ်မိကုန်းနေမိတတ်ကြပါတယ်ဒီတိလိုစိတ်ဟာလမ်းတစ်ထွင်တဲ့အတွေ့အစ်တွေရဲ့မူလဆင်းမြစ်ပဲဖြစ်ပါတယ် ဆိုင်သူကကျွန်တော်တို့ဟာကြီးပြင်းလာတဲ့ခလေးတွေလိုပဲမိကုန်နေမိဖို့မကြောက်ပဲ။ဘာကြောက်လဲ။ဝိုင်းဆိုတဲ့အခြေခံကြတဲ့မိကုန်ကိုမမေးပဲမနေနိုင်အောင်ကိုကိုကိုလေ့ကျင့်ဖို့တိုက်တွန်းထားပါရင်။သိလို့စရာတိုးတက်လို့စိတ် growth mindset ရဲ့အစပဲဖြစ်ပါရင်။ကြီးပါတယ်စမ်းသစ်တီထွင်မှုတွေနဲ့အောင်မြင်မှုတွေဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့မိကုန်တွေကနေစတင်ခဲ့တာကြီးပါပဲ။ဥပမာဘိတ်မပါပဲကားကိုဘလို့မောင်းမလဲ။ဒီလိုမျိုးမျိုးတွေကပုံမှန်တွေးခေါ်မှုပေါင်းကိုကြော်လွန်ပြီးပြဿနာကိုအခြားရှုထောင့်ကနေမြင်အောင်ကူညီပေးပါတယ်။ စိန်ခေါ်မှုတွေရင်ဆိုင်ရတဲ့အခါဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတဲ့မိကွန်းကနေစတင်ပါကျွန်တော်တို့ကလင်မြန်တဲ့အဖြေ quick answer ကိုလိုချင်ကြပါတယ်ဒါပေမဲ့ပိုပြီးကောင်းတဲ့အဖြေတွေမလိုချင်ရင်တော့ပိုပြီးကောင်းတဲ့မိကွန်းတွေမေးဖို့လိုအပ်ပါတယ်ကောင်းမွန်တဲ့မိကွန်းတစ်ခုကကျွန်တော်တို့ကိုလွှဲမှားတဲ့လမ်းကြောင်းမှာရှောက်လန်းခြင်းကနေကတင်နိုင်ပါတယ် အချင်းယူပြီးမိကုံးကိုရှင်းရှင်းလေးနဲ့တိတိကျကျနဲ့လှပအောင်ပုံဖော်ဖို့လိုအပ်ပါတယ်။စာရေးသူကထိရောက်တဲ့မိကုံးတွေဟာအစဉ်သုံးစဉ်ပါတဲ့မိကုံးပုံစံ question formulation technique QFT ကိုဖြတ်သန်းရမယ်လို့ရှင်းပြထားပါတယ်။အောင်မြင်မှုအတွေ့အတိုင်းရဲ့အစဟာဘာကြောင့်လဲ why ဆိုတဲ့မိကုံးပါဒီမိကုံးကလက်ရှိအခြေအနေစီမင်းတွေဒါမှမဟုတ်လုပ်ငန်းစဉ်တွေရဲ့မူလအခြေခံကိုစိန်ခေါ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ဒီနည်းနဲ့လုပ်နေရတာလဲ။ဘာကြောင့်ဒီပြဿနာကဒီလိုပုံစံဖြစ်နေတာလဲ ဒီဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုအကြိမ်များစွာမေးခြင်းအဖြစ်ပြဿနာရဲ့အမင်းမျိုးကိုဖော်ထုတ်နိုင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့အစီအကိုကြုံလွန်ပြီးနောက်မှာကျွန်တော်တို့ဟာဘယ်လိုလုပ်မလဲ။ဟောင်းဒါမှမဟုတ်ဒီလိုဆိုရင်ဘယ်လိုဖြစ်မလဲ what if ဆိုတဲ့မေးခွန်းစီကိုရောက်ရှိလာပါရင်ဒီမေးခွန်းတွေဟာဖြစ်နိုင်ခြေရှိတဲ့အဖြစ်များကိုရှာဖွေဖို့မတူညီတဲ့အဖြစ်လမ်းကြောင်းတွေကနေစုဆန်းဖို့အရေးကြီးပါရင်လက်ရှိရှိနေတဲ့အတားအဆီးတွေကိုပဲဖြတ်ပြီးစေကူးထဲမှာအဖြေကိုရှာဖွေကြည့်ဖို့ဒီမေးခွန်းတွေကလုံဆော်ပေးပါတယ်။ တော့ဆိုစီကတော့ဘေကနေစတင်လှုပ်ဆောင်မလဲဆိုတဲ့မိကုံမှာမိကုံကောင်းနေအများကြီးမေးပြီးနောက်မှာကျွန်တော်တို့ဟာလက်တွေ့ကြတဲ့လှုပ်ဆောင်ချက် action စီကိုကူပြောင်းဖို့လိုအပ်ပါတယ်ဒီမိကုံကအကြီးဆုံးအိမ်မက်တွေကိုတော့အသေးငယ်ဆုံးလက်တွေ့အကြဆုံးခြေလှမ်းဖြစ်ခွဲချက်စိတ်ဖြာဖို့ကူညီပေးပါတယ်ကြီးပါတဲ့စိန်ခေါ်မှုတိုင်းကိုစတင်လှုပ်ဆောင်နိုင်တဲ့ပထမဆုံးခြေလှမ်းကိုမိကုံထုတ်ရပါမယ်မိကုံမိချင်းဆွာကတအူးရဲ့ဘဝကိုပြောင်းလဲပြုံးတာမကစီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေကိုလည်းတိုးတက်စေပါတယ် ခင်မိတဲ့ခေါင်းဆောင်လေးဟာအဖြေတွေပေးဖို့တဲ့မိကုနေမိဖို့ပို့ပြီးအာယုံဆိုင်ကြပါတယ်။ကောင်းပါလေမိကုနေမိချင်းကအခြားသူတွေကိုတွေ့ခေါ်စီပြီးပြဿနာဖြေရှင်းရမှာပါဝင်လာစေပါတယ်။ခေါင်းဆောင်တို့ဦးမိတဲ့မိကုကအဖွဲတစ်ခုလုံးဘယ်ရာကိုအာယုံဆိုင်တင်တယ်လဲဆိုတာကိုလက်ညွန်ပေးပါတယ်။မိကုမိဖို့တတ်သိရှိတဲ့ခေါင်းဆောင်ဟာအမာယုံတွေကိုလှည့်မြန်စွာဖော်ထုတ်နိုင်ပြီးစံသစ်တီထွင်မှုကိုလည်းအားပေးနိုင်ပါတယ်။ ကြာရှုံးမှုဒါမှမဟုတ်အမှားယွင်းတစ်ခုကြုံလာတဲ့အခါအပြစ်တင်ခြင်းကိုရှောင်ရှားပြီးတင်ယူခြင်းကိုဦးစားပေးတဲ့မိကုံးနေမိဖို့လိုအပ်ပါရဲ့ဥပမာဘသူကြောင့်လဲလို့မိမဲအစားဒီကနေဘာတင်ငန်းစာရခဲ့လဲလို့မိပါဒီမိကုံးကရှေ့ကိုဆက်လျှောက်ဖို့လမ်းဖွင့်ပေးပြီးနောက်တစ်ကြိမ်ပိုကောင်းအောင်လှုပ်ဆောင်နိုင်ဖို့လည်းကူညီပေးပါရဲ့မိကုံးမိချင်းစွမ်းအားကိုရယူဖို့အတွက်ကျွန်တော်တို့ဟာဒီအလေးချင်းကိုနေစဉ်ဘဝထဲမှာထည့်သွင်းရပါမယ်နေစဉ်အရေးကြီးတဲ့မိကုံ၃ခုကိုရေးချခြင်းဒါမှမဟုတ်စိန်ခေါ်မှုတစ်ခုကြုံလာတိုင်း why what if how what to stack ဆိုတဲ့မျိုးကုံပုံစံကိုအသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့တွေးခေါ်ပုံကိုတိုးတက်လိုတဲ့စိတ်စီကိုဥတည်စေပါလိမ့်မယ်။ A more beautiful question ဆိုတော့ကျွန်တော်တို့ကိုအောင်မြင်မှုစီကိုဥတည်စေတဲ့အဖြစ်များကလပါတဲ့မျိုးကုံတွေရဲ့နောက်ကမှဖွက်ထားတဲ့ဆိုတဲ့အမြင်သစ်ကိုပေးခဲ့ပါရစေ။ ကျွန်တော်ကကလေးတွေကဲ့သို့တည်လို့စိတ်ရှိခြင်းလက်ရှိအခြေအနေများကိုဘာကြောင့်လဲဆိုတော့မိကုံးဖြစ်စိန်ခေါ်ခြင်းစိတ်ကူးတင်များကိုဘယ်လိုလုပ်မလဲဆိုတော့မိကုံးများဖြစ်ရှောက်ွေးခြင်းအဖြစ်စံတက်တည်ထမှုအတွေ့အကြုံများကိုဖန်တီးနိုင်ပါတယ်။ခေါင်းဆောင်မှုမှာမိကုံးမိခြင်းအရေးပါပုံနဲ့အမားယုံကနေတည်ယူဖို့အတွက်မိကုံးတွေကိုအသုံးပြုခြင်းကကျွန်တော်တို့ရဲ့တိုးတက်လိုတဲ့စိတ်အတွက်မရှိမဖြစ်လိုအပ်တဲ့အလေးချင်းစရာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံးကရိုးရှင်းတဲ့မေကုံများဖြစ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုစုစမ်းပြီးနေစဉ်အထောက်ကျင့်သုံးခြင်းအဖြစ်ပုံမှုအတိတ်ပဲရှိသောပုံရံနဲ့အောင်မြင်မှုများကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အစိုးရဒီနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။